အချိန်ဆိုင်ငန်းငားပြီးတော့ကုံစံဆိုင်တင်းတင်းလေးဖွင့်နေတာတဲ့အချို့ကငားဖွင့်လို့ရှိရင်မကိုက်ဘူးလို့ပြောကြဘူးတဲ့လုံးတဲ့မလုံးတဲ့ပြောပြပေးပါရှင်တဲ့တကယ်တော့ဗျာဆိုင်ငန်းကအငားပဲဖြစ်ဖြစ်အပိုင်ပဲဖြစ်ဖြစ်ဒီစည်းကိုမဖြစ်မနေထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမေးခွန်းလေးကိုဖြေပေးပြန်ပါမယ် အားလုံးမင်္ဂလာပါဆီစီရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မားကတ်တင်းပိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ပိုးဖြစ်ပါတယ်ငွေစည်းရင်းကိုတွက်ကြတဲ့အခါကျွန်တော်တို့ကအဓိကအပိုင်းနှစ်ပိုင်းစဉ်းစားရပါတယ်တစ်ခုကလုပ်ငန်းမစတင်ခင်မှာကုန်တဲ့ကုန်ကြမ်းဈေးဖြစ်ပြီးတော့နောက်တစ်ခုကကျတော့လုပ်ငန်းလဲပတ်နေစဉ်မှာကုန်တဲ့ကုန်ကြမ်းဈေးဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးကျွန်တော်တွက်ချက်အမှာကလုပ်ငန်းမစတင်ခင်မှာကုန်ကြတဲ့ကုန်ကြမ်းဈေးပါအဲ့ဒီမှာပစ္စည်းဘိုးဝယ်လိုက်တဲ့အရင်းမပါဘူးပြောချင်တာကအထက်တရားပေါ့အထက်တစ်ထောင်ဝယ်လိုက်တာမပါသေးဘူးကျွန်တော်တို့ဒီလုပ်ငန်းလုပ်ဖို့အတွက်လိုအပ်တဲ့ဆိုင်ကန်း ားတာတို့ decoration လုပ်တာတို့ဘာတို့ညာတို့အဲ့ဒီအထည်ဆိုင်ဆိုလို့ရှိရင်လည်းပြန်ရောင်းမယ်ဟာမဟုတ်ပါဂျိတ်တို့အယုတ်တို့ဝယ်တာတို့အဲ့လိုမျိုးဟာတွေအားလုံးကိုလုပ်ငန်းမစတဲ့ရင်ကုန်ကျစရိတ်ထဲမှာကျွန်တော်တို့ကထည့်တွေ့ရမယ်ဆိုတော့ကျွန်တော်ကအဲမြေပြင်မှာဆိုင်ငံလေးတစ်ခန်းငှားပြီးတော့ပြင်မယ်အဲ့ဒီဆိုင်ငံငှားဖို့အတွက်ဆိုင်ငံရှာကလေးကကျွန်တော်တို့ကားနဲ့ပဲရှာရှာဆိုင်ငံလေးပဲရှာရှာအဲ့ဆိုင်ငံစီဘိုးတွေကအစဆိုင်ငံငှားလိုက်ပြီးထားလိုက်ပြန်ငါးသိန်းပေါ့ဥပမာတစ်ခုပေါ့နော်တနည်းစာကျိုးထုတ်လိုက်တယ်ဆနစ်ငါးလေး60သိန်း60ပွဲစားကပဲထည့်ပါအောင်ပွဲစားက9သိန်းဆို65သိန်း65သိန်းပြီးတော့ တို့ဒီဆိုင်ငန်းကိုပြင်လိုက်တယ်ဥပမာ330ကုန်တယ်ထားဒါဆို60နဲ့5သိန်းအဲ65သိန်းမှာကျွန်တော်တို့အယုတ်တွေဘာတွေညာတွေကုစီကွာစဝယ်လိုက်တယ်ဗျအဲ့ဒီမှာလိုအပ်တဲ့ဟာတွေကောင်တာဖုန်းတွေမီးတွေစင်တယ်အားလုံးထုတ်လိုက်ဒီကော်ရီရှင်းနေအဲ့တော့အဲ့ဒါအားလုံးခုနပြောတဲ့65သိန်းမှာနောက်ထပ်ကျွန်တော်တို့ ထပ်ပေါင်းလိုက်တာတွေ့ရလွယ်အောင်သိန်း120လို့ထားလိုက်မယ်ကျွန်내เนาะ decoration နဲ့အယုတ်ဒီပိုင်းကွိပွားတွေခွဲတာနဲ့သိန်း120ကုန်သွားပြီအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းမစတင်ခင်မှာကုန်နေကုန်ကြစေဆိုတော့သိန်း120လို့ကျွန်တော်ကုန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီသိန်း120ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတစ်လချင်းတစ်လချင်းကျွန်တော်တို့ ဟိုငွေပြန်ဖော်ယူရမှာဖြစ်တယ်ဒီနေရာမှာပို့ပြီးတော့တိတိကျကျတွက်မယ်ဆိုလို့ရှိရင်เนาะအခန်းကားက9သိန်းဆိုတော့360ပေါ့เนาะဒီဘက်က60ကကြတော့ကျွန်တော်တို့ကပြင်ဆင်စရိတ်ဘာညာဖြစ်ရှိกว่าစားရပြအဲ့ဒီ360ကိုကျွန်တော်တို့ကတစ်နှစ်တော့အတွင်းမှာပြန်အပေါ်ယူမလားတမမဟုတ်ပဲနဲ့နှစ်နှစ်တော့တိမပြန်ပေါ်ယူမလားဒါကိုကျွန်တော်တွေ့ရမှာဒါပေမဲ့တနှစ်တော့တိမကျွန်တော်ပြန်ပြီးတော့အပေါ်ယူမယ်ဆိုလို့ရှိရင်အခန်းငါးက9သိန်းပြင်ဆင်ရှိက9သိန်းတလောက်ကိုကျွန်တော်တို့10သိန်း10သိန်းဒါကိုထည့်စင်တာအဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်တို့ပြင်ဆင်ရှိ360ကိုနှစ်နှစ်မှမှပေါ်မယ်ဆိုလို့ရှိရင် သိန်း60အစားနှစ်နှစ်ဆိုလို့ရှိရင်တလားကိုကျွန်တော်တို့က9သိန်းခွဲပေါ့ခုနကခန်းကားက9သိန်းဆို9သိန်းခွဲပေါ့ပြောတင်တာတလားတိုင်းတလားတိုင်းမှာကျွန်တော်တို့က9သိန်းခွဲသင်းပြန်ပေါ်သွားမှာအဲ့ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကကျတော့ကျွန်တော်တို့လားစင်ကျွန်တော်တို့လုပ်ငန်းလဲပတ်နေတဲ့အချိန်မှာကုန်နဲ့ကုန်ကြစီဥပမာကျွန်တော်တို့ရေးဖို့ရှိမယ်မီးဖို့ရှိမယ်မီတာကရှိမယ်နော်ဝန်ထမ်းစရိတ်ရှိမယ်ကျွန်တော်တို့ POS စေပါရေးသုံးတယ်ဆိုလို့ရှိရင် POS လားစင်ကြီးတွေရှိမယ်နော်အဲ့လိုမျိုးဟာလေကိုကိုတိုင်းဝင်လို့နေဆိုကိုယ့်ရဲ့အခါကိုအထက်တွဲအောင်အဲ့ဒါကကျွန်တော်တို့က ဖယ်သိမ်းထားလိုက်ကျွန်တော်တို့တစ်လမှာပုံမှန်ကုန်ကြတဲ့ဈေးက10သိန်းအခုနောက်ကကျွန်တော်တို့ကတကယ်လို့ကျွန်တော်က2နှစ်နဲ့ဖော်မယ်ဆိုလို့ရှိရင်စကန်က5သိန်းပုံကောင်3သိန်းကိုဆို8သိန်းခွဲ8သိန်းခွဲရဲ့အခုတစ်လကုန်ကြချက်က10သိန်းဆို18သိန်းခွဲကျွန်တော်တို့ကတစ်လမှာ18သိန်းခွဲမဖြစ်မနေရအောင်ရှာရမယ်အဲ့တော့ဟုတ်ပြီကျွန်တော်က T-shirt ကိုဒီဝယ်ပြီးတော့ရောင်းလိုက်ပဲထားလိုက်တော့ T-shirt တစ်ထည်ကို1000နဲ့ဝယ်တယ်1000ခွဲနဲ့ရောင်းတယ်ဒါဆို90ရာခိုင်နှုန်းမြတ်တယ်ဒါဆိုလို့ရှိရင်တစ်လမှာကျွန်တော်သိန်း100ဖို့ရောင်းရတယ်ဆိုလို့ရှိရင် သိန်း90မြန်မယ်သိန်း90မှာအခုနကပြောလိုက်တယ်18သိန်းဝယ်တုံးဟုတ်သိန်း90ကိုနှုတ်လာအဲ့ဒါမှာသိန်း30ဒီကျွန်တော်အတွက်အမြတ်တကယ်လို့မှကျွန်တော်တို့ကသိန်း90ကိုပဲရောင်းရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အမြတ်က25သိန်း25သိန်းဆိုလို့ရှိရင်ကျွန်တော်ကအခုနကသိန်း30ကိုဖယ်လိုက်လို့ရှိရင်ကျွန်တော်တစ်လအလုံးလုံးတော့5သိန်းပဲမြတ်တယ်โอเคအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကငါပြီးပဲဖွင့်ဖွင့်ကိုပိုင်မဲ့ဖွင့်ဖွင့်အဲ့ဒီဈေးကိုထည့်တွက်ကိုတွေ့ရမှာအဲ့တော့ပြောချင်တာ ကကျွန်တော်တို့ရောင်းတဲ့ လုပ်ငန်းရဲ့အမျက်ဒီပြန်မြရာခိုင်နှုန်းဘယ်လောက်မြက်လဲဆိုတော့ကျွန်တော်ပြီးဖို့လိုတယ်အဲ့လိုပြီးပြီးပြီးဆိုရင်ကျွန်တော်တို့လားစဉ်ကုန်ကြနေတဲ့ကုန်ကြစည်းိမ်နဲ့လုပ်ငန်းမစတင်ခင်ကုန်ကြခဲ့တဲ့ကုန်ကြစည်းိမ်နှစ်ခုကိုပြီးဖို့လိုတယ်အဲ့တော့တွေ့ပြီးရင်တလဘလောက်ရောင်းအားရအောင်လုပ်ရမလဲဟုတ်ပြီသိန်းတရာကျွန်တော်တို့ကြိုးစားမယ်ဆိုရင်သိန်းတရာအထဲတစ်ထဲကိုတပေါင်းဝဲနဲ့ရောင်းလဲဆိုလို့ရှိရင်အထဲတစ်ထောင်ရောင်းမှသိန်းတရာ 50ကျွန်တော်တို့အထယ်900လောက်ရောင်းရမယ်အထယ်900ရောင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ကို25တဲ့ရောင်းရမှာအထယ်900နဲ့50အဲ့လောက်မှကိုက်ပြီဒါကျွန်တော်လက်တန်းပြောသွားတဲ့ကြောင့်မလို့ကိန်းကနဲအနှဲငယ်လွဲမှားမှုရှိရင်လည်းနားလည်ပေးစေချင်တယ်အဓိကလိုရင်းကိုပြန်ချုပ်ရလို့ရှိရင်သရင်မှာမတိုင်ခင်ကိုကြားစီလားစဉ်ကိုကြားစီကိုတွားရမှာဖြစ်ပါတယ်ကျွန်တော်တို့သိရမှာကိုရောင်းနေတဲ့ပစ္စည်းရဲ့အမြတ်ရာခိုင်နှုန်းကိုသိရမယ်ပြီးတော့မှလားစဉ်ဘလောက်ရောင်းအားရမှာမြတ်မယ်ဆိုတာကိုတွက်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင် mix ရဲ့လုပ်ငန်းကအဆင်ပြေတတ်မှာဖြစ်ပါတယ်အကယ်၍နားမလည်မှုရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ရဲ့ ရှင်းပြမှုလိုအပ်ချက်ကြောင့်သာဖြစ်ပါတယ်တကယ်လို့နားမလည်ရင်လည်း comment လေးမှာပြန်ရေးခဲ့လို့ရပါတယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ